မရပြည်သက်ကြီးကိုကျွန်မအခုပြပြခြင်းနဲ့ကျွန်မအရင်နဲ့ပတ်သက်တဲ့အကြောင်းအရာတော့ထိုင်းနိုင်ငံမှာ COVID-19 ကြီးပြန့်ဖြစ်နေတဲ့အကြောင်းပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာဒီစုံခရံလို့သူတို့ခေါ်တဲ့ကျွန်မတို့ရဲ့တကြံပေါ့နော်။အဲ့ဒါပြီးရဲ့နောက်ပိုင်းမှာနောက်ဆက်တွဲကာလတွေမှာတော့ COVID-19 ရောဂါတွေထိုင်းနိုင်ငံနဲ့အဝမ်းမှာပြန့်နေပါပြီ။ဆိုတော့ကျွန်မအရင်ပညာရှင်တွေကတော့တတိပေးချက်တွေလည်းထုတ်လာကြပါတယ်။ အဲဧပြီလ29ရက်နေ့မေလ3ရက်နေ့အတွင်းပေါ့နော်ဒီ29ကနေပြီးတော့ဧပြီ29ကနေပြီးတော့မေ3ရက်အတွင်းမှာနေယောဂကုသခန်းသူ8446ယောက်ရှိနေပြီဖြစ်တယ်လို့သိရပါတယ်အဲဘန်ကောက်မှာတော့2389ယောက်ချွန်ဘူရီမှာတော့680အဲနွန်တပ်ဘူရီမှာတော့490ရရမှာတော့380စမုပရာကန်မှာတော့329ဦးလို့ဖြစ်တယ်လို့သိရပါတယ် ဒီအခုကိုဗစ်ကအသက်30နဲ့39နှစ်ကြား ဝင်းကျင်နေမှာအဖြစ်များပြီးတော့လူငယ်နဲ့လူကြီးပိုင်းတွေအတွက်လည်းဖြစ်နေတဲ့အတွက်ကြောင့်မို့လို့တတိထားဖို့အတွက်တိုက်တွန်းချင်ပါတယ်။ရာသီတုပ်ကွေးကူးဆက်သူထက်နှစပုံများနေတဲ့အတွက်ဒီရက်ပိုင်းမှာနေထိုင်မကောင်းတာဖြစ်တယ်ဆိုရင်မကျန်းမာတာဖြစ်ခဲ့တယ်ဆိုလို့ရှိရင်ကိုဗစ်ကပိုဖြစ်နိုင်ခြင်းများတဲ့အတွက်တေချာစွာစီကူတာခံယူဖို့လည်းအရေးကြီးပါတယ်။နောက်ကျမတို့တွေအကုန်လုံးသိတဲ့အတိုင်းပဲမို့နော်ကိုဗစ်မကူးဆက်အောင်အပြင်းသွားတာကိုတတ်နိုင်သမျှရှောင်ပါမဖြစ်မနေသွားမယ်ဆိုလို့ရှိရင်ကျမတို့တွေ မတ်စတပ်ပါ ပြီးရင်တယောက်နဲ့တယောက်ခက်ခွာခွာနေပါအာသွားတာလာတာအဆအဆအင်ရာတတိထားဖို့အတွက်မှာကျပါတယ် နောက်ပြီးတော့အခုထိုင်းမာနေမဟုတ်ဘူးပေါ့နော်။ကျွန်မပြောတာထိုင်းမာနေတဲ့လူတွေကိုပဲလေ။အဓိကထားပြီးပြောနေတယ်လို့ဖြစ်မှာဆိုလို့ပေါ့။အဲကျွန်မတို့တွေထိုင်းကနေပြီးထိုင်းကိုအလဲသွားတဲ့လူတွေရှိရဲမြန်မာနိုင်ငံကိုပြန်လာတဲ့လူတွေရှိမယ်။အဲပြောရလို့ရှိရင်ထိုင်းနိုင်ငံကလူတွေရာလဲမြန်မာနိုင်ငံကိုလာပြီးတော့လဲတဲ့သူတွေအဲအလုတ်လာလုတ်တဲ့သူတွေရှိမယ်ပေါ့နော်။ဆိုတော့ဘလို့ပဲဖြစ်ဖြစ်မြန်မာနိုင်ငံမှာရှိရဲကျွန်မတို့ရဲ့ပြည်သူပြည်သားတွေရောထိုင်းနိုင်ငံမှာရောက်နေတဲ့ပြည်သူပြည်သားတွေရောဘယ်ယူဆိုင်ဖို့ပြောချင်ပါတယ်။နောက်ထိုင်းရောမြန်မာရောအခုချိန်မှာရာသီဥတုကတအားပူတယ် ယ်ပေါ့နော်။ဓာတုထုတအားပူတဲ့အခါကျတော့ကျမတို့တွေအပြင်သွားတာအပြင်မှာပူပြီးရောပြန်လာတဲ့ချိန်ကျရင်အေးတာမျိုးတို့အဲအဲ့လိုမျိုးတို့ဆိုလို့ရှိရင်လည်းအပူရှက်တာမျိုးဖြစ်တတ်တယ်။ဆိုတော့အပူရှက်တယ်ဆိုလို့ရှိရင်လည်းကိုဗစ်ဖြစ်တဲ့ရောဂါလက္ခဏာတွေကနည်းနည်းစင်တူတယ်ပေါ့နော်။အဲ့တော့ကိုကအဲတာမန်ဘောနော်ဒီအပူရှက်တာလောက်ပဲဖြစ်မယ်ထင်နေမိမဲ့ကိုဗစ်ဖြစ်နေတာမျိုးလည်းမသိတာမျိုးရှိတတ်တယ်အဲ့ဒါကြောင့်မလို့ဘာပဲဖြစ်ဖြစ်သွားရလာတာကအစားတတိထားဖို့ဂရုစိုက်ဖို့မှာပါ နောက်ခုနပြောသလိုမျိုးပဲเนาะအပြင်သွားပြီးသွားလို့ရှိရင်ကိုကအိမ်ပြန်လာပြီဆိုတာနဲ့လက်ကိုစပြန်နဲ့ရေကိုတေချာဆေးပါအာလက်ဆေးရမဲ့ပုံတွေလည်းအကုန်လုံးကတော့ COVID-19 ခေရာတည်ပြီးသားဖြစ်မယ်ပေါ့เนาะနောက်ပြီးရင် mask ကိုတည်တည်ရှာတက်ပါတရားနဲ့တရားခက်ခွာခွာနေပါအဲနာစီးရဲချောင်းဆိုးရဲဆိုလို့ရှိရင်ကျမတို့ရေတထောင်စစ်ဒါမှမဟုတ်လို့ရှိရင်တ िश ူးဒါမှမဟုတ်လို့ရှိရင်လက်ကင်ဘွားတို့နဲ့တိတိကျကျအာနှာခေါင်းကိုအုပ် ချောင်းဆိုးရဲဆိုလို့ရှိရင်လည်းပါဇက်ကိုအုပ်ပေါ့နော်အဲ့လိုနှာချေချောင်းဆိုးမှအဆင်ပြေပါလိမ့်မယ်။နောက်ကလေးသူငယ်တွေရှိရဲ့အိမ်လေးဆိုလို့ရှိရင်လည်းပို့ပြီးတော့တတိထားဖို့လိုပါတယ်။နောက်ပြီးသွားလို့ရှိရင်အပြင်ကပြန်လာတယ်ဆိုရင်ရေခဲရေမတောက်ပါနဲ့ရိုးရိုးရေကိုအာဝဝလေးပေါ့နော်ဝဝလင်းလင်းဖြစ်အောင်တောက်ပေးပါ။နောက်အခုကຫນွေရသည်ပေါ့နော်အရန်ပူတဲ့ကာလာလည်းဖြစ်နေတော့အိမ်မှာနေတဲ့သူအပြင်မသွားဘူးဆိုလို့ရှိရင်လည်းရေကိုလုံလုံလောက်တောက်ပေးဖို့အရေးကြီးပါတယ်။တကယ်လို့ချွေးထွက်များတဲ့သူဆိုလို့ရှိရင်တော့ဒစားရေတောက်ပေးပါ။ဒစားရေက やろ ကျမတို့တွေခန္ဓာကိုယ်အတွက်အရင်ကောင်းနေပေါ့နော် prior D ပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ကျမတို့ကသာကိုဖျော်တောက်လို့ရတဲ့ဓာတ်စာပဲဖြစ်ဖြစ်တောက်ပေးလို့ရပါတယ်။နောက်ပြီးသွားလို့ရှိရင်အရင်ပူတဲ့အချိန်မျိုးဆိုလို့ရှိရင်တော့အပြင်တကယ်လို့မဖြစ်မနေထွက်ရမယ်ဆိုလို့ရှိရင် T ဒါမှမဟုတ်လို့ရှိရင်အုတ်ထုတ်ဆောင်သွားဖို့အတွက်အကြံပြုချင်ပါတယ်။ COVID တရားလည်းပြန်ဖြစ်နေတဲ့အတွက်ကြောင့်မလို့ယောဂလက္ခဏာတွေကလည်းအကုန်လုံးအားဆင့်တင်တင်လေးဖြစ်နေတဲ့ခါကျတော့ကိုယ့်ရဲ့အသက်အန္တရာယ်ကို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 တိုင်းကာကွယ်ဖို့အရေးကြီးပါတယ်။ဒါကဒီလိုမျိုးဖြစ်တယ်ဆိုလို့ရှိရင်ကိုတယောက်တည်းနဲ့လည်းမပြီးဘူးပေါ့နော်။ကိုယ့်စီကနေတစ်စက် င်းတခြားကိုယ့်ရဲ့မိသားစုနောက်ကိုယ့်ရဲ့ပတ်ဝန်းကျင်အကုန်လုံးကူးစက်နိုင်တဲ့အတွက်ကြောင့်မလို့အဆဆအအရာဂယုဆိုင်ဖို့အတွက်ဒီဗီဒီယိုလေးကိုတင်ပြလိုက်ပါတယ်အားလုံးပဲနေကောင်းကြပါကြပါစေရှင်